ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေရတထုံဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီကနေ့မှာတော့စာရေးသူလာပြေုံ ရေးသားထားတဲ့မြေလိုင်းခတ်တန်ဆိုတဲ့ဖြစ်ရမန်ဇလန်းလေးရဲ့အစအဆုံးကိုပြိသတ်တို့နားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးမစတင်ခင်မှာတော့အခုလိုဇလန်းကောင်းတွေကိုကျွန်တော်ရဲ့ channel ကနေနားဆင်နိုင်ဖို့အတွက် like subscribe လေးလုပ်ပြီးဘေးက notification လေးကိုလည်းနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့ခင်ဗျာ ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဝင်းလက်ပဲဖြစ်ပါတယ်ခင်ဗျာခွေးရီမြရေဥလိုက်တာမြားနားခွန်ညီးလို့ရီကျုပ်ဖြင့်ကိုတုံးကစိတ်ဆိုရင်ညီနာကကြောက်ခဲတလုံးနဲ့ပြစ်ထဲပလိုက်မယ်ဘယ်နဲ့မြားဤတခင်ကို တွေ့တာမြားတစိမ့်ကြလို့ကိုလားဖေလေအရေးအကြောင်းဆိုအာကိုလို့ကူမြားဘေးကအိတ်နေတဲ့ယောက်ျားကိုနှိုးလိုက်တယ် တော်ယုံမနိုးတက်တဲ့ယောက်ျားအချောင်းကို မပူတီးတော့မပူလုံနေကြရေကွက်ကို အရင်လိုက်ရှာတယ်။ပြီးရင်လင်းကိုဘွမ်းကနေလောင်းလိုက်မယ်ဟု လုံနေကြထုံးစံအတိုင်းလုံမယ်ဟုတွေးလိုက်တယ်။အိမ်နောက်ဘေးကိုထွက်သွားတယ်။ဟင်းဒီကာလနကားကိုဒီအတိုင်းမဲနှုံးမှာတခြားနည်းမရှိတွတ်တွတ်နဲ့တယောက်တည်းညီးထွားနေတယ် ရက်ကလေးတများများနဲ့နေဝင်မိုးချုပ်မသိဘူးတနေ့လားကြက်တိုက်မယ်ဖေးရိုက်မယ်နဲ့ပဲပြီးသွားတာမိပူ အပြိုပေါ်ဝင်စားကောက်ဆိုင်တုံးကဆိုမိပူကို မရရင်တေတော့မယ်လို့လို့နဲ့အရက်ကိုဖျက်ပါမယ်ဆိုပြီးမိပူအဖြေပေးရတယ်အခုဟာကဖြင့်မိပူတော့ခလေးတယောက်နဲ့အရက်ဖျက်ပါမယ်ဆိုတဲ့ကတိဗမာလေအရက်သမားတို့ရဲ့တစ္ဆာများဤရည်ကျင်လိုက်တာမှာ ိတ်လဲနာတယ်ဟိုနေ့ကတော့ခလေးတယောက်ကိုအိမ်မက်မှက်ပြန်မိပုများဘိုင်းနောက်တလုံးပြန်ကြည့်တော့မလားမသိဘူးစိုးရိမ်မိတယ်အရေးကတဲ့အားကိုလို့ကိုမရမိပုခြေလန်းငါလန်းလန်းနေရေကွက်လှမ်းယူမယ်အပြူခွေးကတူနာကတ်တထက်ကတ်လာတယ်ဟဲ့ခွေးသွားသားဟဲ့ဟဲ့ဟဲ့မိပုအမေကိုလှမ်းတတိယသွားတယ်ရွာမှာကြံခဲ့တဲ့ သမီးလေးကိုသူတတိယသွားတယ်ဒီအချိန်မှာသမီးတို့လည်းဘေးကင်းပါစေရွာမှာဆိုဒီအချိန်ဆိုအဲ့လူကိုရပါမလားဟိုတနေ့ဖိတ်ပုတ်တဲကမိပုရွာနာကရွာမှာလေရင်ဘုံလာကျဲသွားတာကိုမိပုတို့လင်မယားကမြင်ခဲ့ရတာအနိဋ္ဌယုံတွေကြီးပါပဲဒါပေမဲ့မိပုတို့ရွာက တခြားရွာထက်စာရင်ကန့်တီတယ်လို့ပဲပြောရမှာပေါ့လေရင်ဝဲတာတော့ ရှိတယ်ဘုံကျဲခံမထိပ်ဘူးရဲ့မိပူတို့ဗန်ကောက်မတက်ခင်ကျင်းပုံးတွေကိုတူးထားတာမှနတ်လို့ဒါပေမဲ့ကျင်းပုံးထဲမှာတော့တခါမှဝင်မပုံးရဘူးမိုးတွင်းဆိုကျင်းပုံးတွေကရေအပြည့်ပဲတမီးလေးကျင်းပုံးမှာတောတောကစားလို့ယောက်ျားကိုတွားပြီးပြန်ဖုံးခိုင်းနေပွင့်လင်းရာသီမှာပြန်တူးမယ်ဆိုပြီးပြန်မတူးဖြစ်တော့တည်င်းကျိုးကလေးကဗန်ကောက်ကိုခိုးလန့်နဲ့တက်လာခဲ့တာ အခွင့်အခိုက်ကောင်းတော့မို့ဘန်ကောက်ကိုထိုက်ဆိုင်မြိုင်မြိုင်ရောက်သွားတာငါးလတတာပဲရှိသေးတာအထောက်ထားဆိုတာလဲဘာမှမရှိရွာကဦးလေးအဆက်နဲ့တက်လာတာမို့မိပုတို့အလုတ်ကရှာစရာမလိုတော့ဘူးရဲ့မိပုတို့ကအလုတ်ဆိုမကြောက်ပါဘူးအေးရွာမှာဆိုနေပူပူနဲ့ပြက်ခေါင်းရွက်တခါတလေနေစာပယံကို ကိုလာဖေနဲ့အတူလှုပ်ဖူးတာပဲ။ ယောက်ျားတွေနဲ့ရင်ပောင်တန်းပြီးမိပုလဲလုံနိုင်ပါတော့အခုလဲစောက်လို့ရေးတခုမှလုံရတာဘီလက်ဖြောကရိယာတွေတဲတာကအစဆယံကရိယာတွေနဲ့ဖြောတာများမိပုမပြင်ပန်းပါလာစားကြကောင်းတယ်လို့ပြောရမှာပဲပေါ့တရက်ကိုဗတ်နေရလောက်ရတယ်မိပုအစင်ပြေတယ်ဒါပေမဲ့မိပုတို့ထိုင်းပလိတ်ကိုကြောက်ရတာပေါ့တခါကသူတို့ဝင်စစ်လိုက်တာ မြန်မာပြည်သားတွေအုတ်လိုက်ကျင်းလိုက်ပါသွားတာတထေးကမရွေးနိုင်လို့ဗမာပြည်အကုန်အပုတ်ခံရတယ်ဆိုလားပဲမိပူတို့မလာခင်ကတတုတ်စီဒီလိုပဲပြောတာတထေးကစာရက်စာတန်းလုပ်ပေးမယ်ဆိုတော့ပလိတ်မလာတာလေဖြစ်မှာပေါ့တနေ့ကတော့ရွာဦးလေးကညီတို့မပူနဲ့ရေတထေးကအဆအဆအရာရာလုပ်ပေးလိုက်မယ်မပူနဲ့တထေးက ပလိမ့်နဲ့ပေါင်းထားတာဒီလိုဆိုတော့မိပုစိတ်အေးသွားတယ်မိပုတို့လင်မယား2ယောက်ခိုးလန်းနဲ့တက်ဇရစ်အကျွေးတွေမကြေသေးပါနောက်နှစ်နှစ်လောက်3လလောက်ဆိုကြေလောက်တယ်မိပုတို့တက်လာတော့ငါဆိုတော်လန်းတောင်လန်းများဆိုနှက်လိုက်တာမှမှောင်ပိန်းလို့တက်လိုက်ရတဲ့တောင်ဆိုအလုံးပေါင်းမနှဲဘူးမိပုတောင်လက်လျှော့ရတော့မယ်လို့လို့ကိုလာဖေကမိပုကိုဂုံပိုးပါတယ် ါပေမဲ့မိပူကသူ့ကိုအားနာလို့အန်ကျိတ်ပြီးလမ်းလျှောက်လာရတာကြုံရတာလဲအဆုံပါပဲတောတောင်ရီမီအလှဆိုတာမိပူဘာမှန်းမခံစားနိုင်ဘူးကားတဲ့ကို လူကိုငပိတိတ်ထဲ့တယ်လို့ထဲ့လာတာမို့မိပူအသက်ရှူမဝသည် တချို့ဆိုအန်နေမိပူကောင်းကို တူကြီးကြီးနဲ့ထူထားတယ်လို့ပဲလေးလိုက်တာမှဤ ဘန်ကောက်ရောက်ခတုံစဆူမိပုဘာမအသားမကြဘူးရဲ့တမီလွမ်းစိတ်ရဲ့အမိလွမ်းစိတ်ရဲ့မိပုလုံးဝကို မပြောတာထိုင်းစားစဆိုလဲအချိုတွေများလားတကြားများလားမိပုမစားတတ်ဘူးကိုလာပေဆို ကုံစားနိုင်တယ်စဆရောက်ချင်းရွာဦးလေးကသဘောကောင်းပေမဲ့သူ့မယားကအရှုံးရှက်မပတ်သက်ချင်တဲ့သဘောမျိုးမိပုလဲမိမသားချင်းမို့ရိပ်မိရပါဘော ်ထုံမပြောကျင်တော့ပါဘူးညီတို့ကိုခန်းကိုအိမ်လိုသဘောထားပြီးနေပါမိပုရဲ့ငါတို့ကတရားရဲသားပေတိမောင်နှမလိုပဲမလားအဲ့တော့ငါမိပုက သူ့မယားရဲ့နှက်ခမ်းလေးတင်းထားတာကိုတတိထားမိပါရဲ့အေးလေဒီလိုလေးပေလေးတန်းအခန်းလောင်းနဲ့သူ့ခမရကျင်းကျက်ရှာမှာပေါ့မိပုနားလဲပါတယ်လीနောက်တနေ့ မိပုတို့အလောက်ရောက်တော့တထေးပေးတဲ့ site ထဲမှာပဲမိပုနေရတယ်။ site ထဲဆိုပေမဲ့မိပုနဲ့ကိုလာဖီအတော်လွတ်လပ်တယ်။တခါတလေကြက်ဥကြော်စားလိုက်တခါတလေရွာကဥလေးဝယ်လာတဲ့ဟင်းနဲ့လည်းပြီးတာပါပဲ။သူများနဲ့နေရတယ်လို့စိတ်မကျဉ်ကျက်နေဘူးပေါ့။မွေးရလျင်ရွာရီလိုဖားများអော်လိုက်တာများမိပုတို့မမတ်ရရကိုလာဖီနဲ့တညဖားသွားရကြတာ ဖားတွေအများကြီးရတယ်။ဖားဟင်းတောင်ဆက်ဆက်လေးချက်စားသေးရဲ့။ဒီလိုချိန်ဆိုရွာမှာနေဘူးမြေချားအပ်တွေမှာဖားတွေပေါ်ရောဆို။နောက်တောတောင်ခအုပ်တွေပစင်းရင်ခွဲကောက်နေလဲမိနေရောပေါ့။နေရောက်ပြီးဆိုတော့မကြခင်လဲတကြံရောက်တော့မှာကိုအခုမှတတိထားမိတယ်။ဒီလကုံအတွက်သမီးတို့အဖို့ငွေတချို့ပို့ပေးရမယ်။ ဒီကိုရောက်ကလေးကငွေဆိုလို့လုံးလိုက်ခဲလိုက်ပို့ရတာမှမဟုတ်တာ အမေကိုလည်းကတော်ရင်အနေနဲ့ပေါ့လေတမီးဆိုဆီယာမကရင်းကတိုက်ပေးမယ်ဆိုလားပဲခုံလေးကအဖေနဲ့တမီးကိုဖုံးပြောလို့တီးရတယ်မိပုတော်ဗီဒီယိုရိုက်ပြီးပို့လာခိုင်းနေမလားဒီဘက်ကတကြံဆိုတာဘာမှမသိပါဘူးပိတ်ရက်တွေရှိမယ်လို့တနေ့ကစီဝေးလုတ်သေးတယ် တချို့ကြရွာပြန်မယ်တချို့ကြလဲတချို့ကြလဲမယ်ပေါ့သူတို့ကအထောက်အထားနဲ့၄၅နှစ်ရောက်တဲ့သူတွေကြီးမိပုလဲသူတို့ကို အားကြလိုက်တာမှမိပုကဖြစ်နိုင်ရင်အထောက်တောင်မဆွဲပဲရွာကိုတန်းပြန်ပြီးကျင်တာကိုလာပြီကြဒီကိုရောက်ကလေးကအလုတ်ကိုကြိုးစားရှာပါရဲ့ခါတိုင်းဆိုဒင်းကလက်ကြောမတင်းချင် အမြင်ကျေတယ်လို့တော့ပြောရမလား ရွာမှာတုန်းကဆိုသူများတွေပူတယ်လောင်တယ်ဆိုရင်သူကတော့ထမ်းပင်ကနေမခွာပဲအေးလူလူပါပဲမုတ်လိုက်တာမှနေတိုင်းလိုပါပဲမိပူလဲတခါတလေသူ့ကိုစိတ်ပြတ်ခြင်းနဲ့အခုတော့လေကိုလှဖေမိပူကိုဂယုစိုက်ပါတယ်ကျုံမိမပိန်သွားတယ်လို့ပဲကျုပ်တော့ဦးလေးကိုစက်သားမှပြီးမိမကိုပြုတ်ကျွေးကျင်တာပါပဲမိပူကလည်း နကိုကလေးကဝချမ်းပြားကိုလုံးကိုကိုကိုတိတာမို့ကိုလာဘေကိုမျက်ဆောင်ပြစ်လိုက်တယ်။ဒင်းကဘာတွေထဖြစ်အခုတလောမိမရေဒီနေ့အလုတ်ပဲချိန်ဆင်းရမလဲမိပုကမတိရန်ကောဆိုတဲ့အကြီးနဲ့တစ်ချက်မျက်ဆောင်ထိုးလိုက်ပြီရှင်ဒီနေ့ဘာတွေဖြစ်လဲနေမကောင်းဘူးလားမိပုတို့ကစကားပြောရင် ဖောက်ပြီငါစိတ်ထဲတမျိုးကြီး ဒီနေ့အလုံးမလုံးချင်ဘူးနားကျင်နေကွာဟုတ်လဲဟုတ်တယ်မိပူတို့ဒီဆိုင်တယ်လောက်ကလေးကနှိစားကားနဲ့လောက်တာမို့နားရဲ့ယူရင်ပတ်စံမရတာကြောင့်မိပူတို့တယောက်မှမနာပါဘာဖြစ်ဖြစ်လေအကျွေးရရှိသေးတယ်မလားနောက်ဒီလန်းအတော့သမီးတို့ငွေတချို့အမေကိုအလို့တန်းလောက်ဖို့ရမိပူအလုံးလုံးမှရမယ်မိပူကနားကျင်ပေမဲ့ ကိုလာဘီရှေ့မှာဟန်ပြလို့ရတယ်။ဘယ်ဖြစ်မလဲကိုလာဘီရဲ့ရှေ့မှာလဲကျွေးနဲ့မီးနဲ့မလား။ရှင်လဲဘန်ကောက်ရောက်တာကြပဲ။ရှင်မိပါအတွက်လဲပို့ဦးမလီ။ကိုလာဘီတို့မိပါတို့လဲတချွာရပီတိလေရင်တန်းစစ်ပေးတန်းအလူအလိမ့်နဲ့ခံရတဲ့ရွာသူတို့တွေလဲမိပူတို့ရွာကရှိတဲ့ဆွေမျိုးစီလာပြောင်းကြတာပါပဲ။ မိပုတို့ရွာတုံးကဟင်ကောင်းစားရင်ဟင်ကောင်းပဲပုတ်ချင်စားရရင်ပဲပုတ်ချင်ပို့တာပါပဲမိပုကိုတမီးအရင်လိုသူတို့ချစ်ရှာတာပါပဲမိပုကအမေပဲကြံတော့တာမို့မိစုံဖဆုံမဟုတ်လို့လားမသိမိပုကိုသူတို့ချစ်ကြတာမိပုကံကောင်းပါတယ်လေအေးရှင်တကယ်မနိုင်ရင်လဲနားလေအကုန်လုံးဝနာပြောပေးလိုက်မယ် ဝနာအလုံးဆိုင်တဲ့အာနာရှိသူတယောက်ကို အကျိုးသိအကြောင်းသိပြောပြရမယ်။ကိုယ်တိုင် ပြောမတတ်ပေမဲ့ထိုင်းစကားတတ်တဲ့ညီမတယောက်နဲ့ပြောခိုင်းရမယ်။သူကခဏခဏအလုံးပြက်ရင် မကြိုက်ဘူး။အလုံးပြက်ပါများရင်လည်းမောင်းထုတ်တယ်။ဒါကိုလည်းမိပုကိုလှပေအတွက်စိုးရင်ရတယ်။နင်းကမနာဘူးလား။ဟင်ဟာနင်းကမနာရင်ငါကဘယ်လိုနားမလဲ။ နားပါကိုလာဖီရဲ့ဟင်းအင်းမိပုထွက်သွားတော့ကိုလာဖီလေမိပုနောက်လိုက်သွားတယ်မိပုတို့အလုံးအစခင်စောက်လို့ရေးတိုက်ရောက်မှာမိပုတို့လင်မယားအဖွဲအချားလေးငါးဖွဲစကားဖွဲကြတယ်အလုံးချင်းကမရောက်သေးပဲကိုညမတို့ကဘာလို့တခြားလုံးမလုပ်လဲဒီအလုတ်ကပင်မန်းတာနဲ့နေကလေးပူတာနဲ့တခြားလုံးပြောင်းလို့ပေါ့ ကိုကအထောက်ထားလဲဆုံးထိုင်းစကားလဲရရက်သားနေတခြားလူကလစာနေတဲ့အမဒီအလုတ်ကနည်းနည်းရများတယ်နေဘူးတာကလွှဲရင်အားလုံးအဆင်ပြေတယ်နောက်ရွာက ကုံသေးတွေကတအားတက်တော့အဆင်မပြေဘူးလေအစစအရာရာဈေးကြီးတော့ဒီပန်ကောက်မှာညမတယောက်တယ်ရွာကမိပါနဲ့အငယ်တို့ကိုကြည့်ရသေးတာအော် မိပူကအော်တစ်ချက်တာချတော့တယ်မိပူတို့ဘဝနဲ့သူတို့ဘဝကဘာထူးလို့တော့ဟိုဆုစုဒီဆုစုထိုင်နေကြသူတွေလဲထုံနီးလကောင်းပါပဲလို့မိပူကောက်ချက်ချလိုက်တယ်အလုတ်ချင်းနိုင်ဆက်မိနေပြီသူ့အုပ်စုနဲ့သူလူခွဲပြီးဘုံခွတ်အလုတ်နဲ့တက်ဆိုင်တဲ့ပစ္စည်းတွေကောက်ကင်ကသူ့လိုကိုလိုသူ့နေရာနဲ့သူ အရှုရှုဖွက်ခွာသွားတယ် မိဖို့တိုက်ရောက်ကိုတစ်ချက်ငုတ်ကြည့်လိုက်တယ်။တိုက်ကအထက်30ရှိတယ်။မိဖို့ကအမြင့်ဆိုမကြောက်တတ်သူပါ။မိဖို့ဒီနေ့အထက်28လောက်မှာအလုတ်တာဝန်ရတယ်။ကိုလားဖေက အထက်30မှာတာဝန်ကြတယ်။မိဖို့တစ်ခါတစ်ခါအောက်ကိုငုံကြည့်ရင်လူတွေ အရာဝိထုတွေမိဖို့တို့နေတဲ့သဲတွေโอเคဘီလက်မီကတသေးလေးကြံတယ်။အမီးမကြောက်တဲ့ မိပုတော်ဒီနေ့အဖို့ကြောက်စိတ်ဝင်မိတယ်။နေလေစာစားပြီးအလုတ်ပြန်လုပ်ရတာမို့အနှဲငယ်ငိုက်လာတယ်။ပစက်သေးကိုကွန်တစ်ချက်ဝါလိုက်တယ်။အိမ်ငိုက်ပြီအောင်ပေါ့။ကွန်တရညက်လာတော့မိပုမူးတလိုလိုဖြစ်လိုက်တယ်။ဟင်းကွန်မူးတာလား။မိပုကွန်တခါမှမမူးဘူး။မိပုသွေးတိုးရှိတာလား။ဟင်းအင်းမရှိဘူးဘူးလေ။မိပုဘေးကအရာတွေကို တစ်ချက်တည်ထားလိုက်တယ်။အရာဝိထုအားလုံးရင်ထိုးနေတယ်။အတန်ဖလန်တွေ ဖောက်ခနေဖြက်ခနေကျိုးဆက်ထွက်ကုန်တယ်။နိုင်ငံသားကားတဲ့လူဖြစ်ပြက်နေတာကို မျက်ဝါးထင်ထင်မြင်ရတယ်လို့မိပုပြေးရမယ်။ပြေးရမယ်။ကိုလှဖေကိုလှဖေမိပုတကူလုံးတုံပြီးကြောက်လာတယ်။မိပုပြေးတော့မီအပြူမိပုနင်းထားတဲ့ကြံကင်လှုပ်ရမ်းလာတယ် ေါ်တက်ကပြီးလိုက်မြေတွေဘုံကနေကြလာတယ်။မိပုမျက်လုံးတွေဖုန်နေဝင်လာတယ်။စန်တဝါဝါပြေးမယ်ဟုကြံတုံးဘုံကနေတွင်တယ်ကြသွားတယ်။မိပုကိုပေါ်မှာကတစ်သားပြားကြီးတွေပြိနေတယ်။မိပုတတိယတစ်ချက်မယတစ်ချက်မိပုအသက်ရှူကြက်လာတယ်။မိပုအတင်းထားတယ်။စ조사ခေါ်ကြည့်တယ်။မိပုကောင်းမှလဲသွေးတွေ မိပုတမီလေးကိုပဲမြင်အောင်နေတယ်။လူတွေရဲ့အော်တန်တွေတူတူသွားတယ်။အရာအလုံးမှောင်ပြီးတိတ်ဆိတ်သွားတယ်။မိပုခန္ဓာကိုတစ်ခုလုံးလေလေထဲမှာပော့ပါသွားသလိုပဲ။ဟဲ့ခွေသခင်ကိုမမှတ်မိအောင်အသေးဥရာငါတုံးနဲ့ပြစ်လိုက်ရင်တေချင်းစိုးကမိပုအော်ပြစ်လိုက်တယ်။ခွေးကမရက်ပါတုံးနဲ့ခွေးကို ကယူမဆိုင်တော့ပဲအိမ်ပေါ်ကိုလှမ်းကြည့်တယ်။အမေဖះဝဲပြုတ်တာကိုမိနေရတယ်။ကျမအိမ်မက်မှတ်နေတာပဲထင်မိတယ်။အိမ်မက်ကိုကျေးဇူးတင်မိတယ်။အမေနာကသမီးလေးနဲ့အတူဝဲပြုတ်နေတယ်။အိမ်ပြန်ခြင်းတော့မိပုအခုတော့အိမ်ပြန်ခွင့်ရခဲ့ပြီလေ။ခဏနေကြတော့သမီးလေးငိုနေတယ်။သမီးပါလို့ငိုနေတာတော့အမေကို တတိယလို့လားအဖေကိုတတိယလို့လားဟင် မေးလိုက်တမီးကငုံမြင်းငုံနေတယ်အမေမျက်လုံးက မျက်ရည်တွေဘာလို့ကြနေတာလဲမိဖို့အိမ်မှာမရှိလို့ဘသူကြောက်မိသားစုကိုအနိုင်ကျင့်လဲမိဖို့ဒေါသထွက်ပြန်နေနောက်အမေနှခမ်းပြားမှာအမြအမြအမြယူတော်မူကြပါကုံတော်တာအထုတာထုတာထု တမီမီဘူးအမြလာယူနော်တမီအားလုံးကြကြတမျာအမြအမြအမြယူတော်မူကြပါဂုံတော်ဒါဒုဒါဒုဒါဒုမီဘူးကိုကိုကိုပြန်ကြည့်တော့ကိုလုံးနဲ့ပေတူးနေတယ်မီဘူးမယုံကြည်နိုင်ဘူးမီဘူး ဘေးဘီကြီးတော့ကိုလာဘီသွေးတွေနဲ့ပက်လက်လဲလောင်းနေတာကိုအခုမှတတိထားမိတယ်မိပူလန့်သွားတယ်ဟင့်အင်းမဟုတ်ဘူးမဟုတ်ဘူးမိပူမတည်ဘူးအမေမိပူမတည်ဘူးမိပူလှုပ်เสียအများကြီး ရှိနေသေးတယ်မိပူ အမေကိုခေါ်လဲမကြားတမီးကိုဟောခေါ်လဲတမီးကြားရမတူပါမိပူ သူတို့အနာသွားပြီ အမေနဲ့သမီးကိုဘလောက်လွမ်းကြောင်းပျော်ပြခြင်လိုက်တာဇလန်လီရတော့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာဒီဇလန်လီရတော့ငလျင်ဘေးတံကိုခန်းစားရပြီ အိမ်မပြန်နိုင်တဲ့သူတွေစီတို့ဒီဇလန်လီထဲမှာကျွန်တော်ရဲ့အပြောဆိုစကားသွားလာ စကားပြဲတောင်များမှာအမှားများပါရှိခဲ့ရင်ခွင့်လွန်နားလဲပေးကြပါ နောက်နေ့များစွာမှာလေဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းများကိုပြောပြတင်ဆက်ပေးအောင်မလဲဆိုတာကိုတော့စောင့်မျှော်နှားဆင်အားပေးကြဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ။